ဟယ်လိုဟယ်လိုအားလုံးပဲမင်္ဂလာပါအားလုံးပဲတာယာတဲ့နေ့လေးတွေပိုင်းဆိုင်ကြပါစေဒီနေ့မင်္ဂလာဓလေးဝင်ပြစ်သွားတယ်နော်ဓလေးဝင်ပြစ်သွားတယ်ကြည့်လိုက်ကြအောင်တခုချင်းကြည့်ကြမယ်လာရောလာရလားကြည့်လိုက်အောင်ကြည့်ပေးကြအောင်လာရလားတဲ့ မင်းမင်းဝယ်တယ်ဆိုပြီးမင်းဝယ်တာမဟုတ်ပါဘူးမမင်းရဲ့မောင်လေးဝယ်တာပါမမင်းဒီလိုင်းနေနားမလည်ပါဘူးဒါပေမဲ့မောင်လေးကတော့တော့ထောင်ပိုင်းတိလုံလုံနေရလူဆိုတော့တော့ချက်ချင်းတိုက်သွားဒါလေးဝယ်လိုက်ကြည့်လိုက်နော်ရေကြောလေးကလာနော်သူကတရေကောင်းတယ်တဲ့ဒီကြောက်ကလေးက sorry မဟုတ်ကြောက်တရေပေါ့နော်အဲ့လိုသူကဘယ်လိုပြောရလဲမသိပါဘူးခုနကတော့ရှင်းပြသွားတယ် ။နော်ဒီမှာလာတဲ့အကျောဆိုရင်တဲ့သူကဒီမှာပါတဲ့ဒီရဲ့အကျောကဒီထိရောက်တယ်ဆိုရင်တဲ့ဒီဟာကိုလည်းတဲ့အောက်ထိအရေးရောက်တယ်တဲ့ဒီမှာအရေးရောက်တယ်တဲ့။အပွင့်ထုတ်မယ်တဲ့ဒီတိုင်းလဲရောက်မယ်ပေါ့နော်လောလောဆယ်တော့ဒီတိုင်းဝယ်ခြင်းတဲ့သူရှင်လည်းရောင်းလိုက်မယ်တဲ့။နောက်ဖြည်းဖြည်းအေးအေးဆေးဆေးကြရင်တော့ပွင့်ထုတ်မယ်ပေါ့ကွ။ခုလောလောဆယ်တော့ဝယ်ပြီးတော့ကျမတို့မောင်နှမတွေကြောက်ကြည့်ပြုံးနေပါလို့ပြောလို့လဲဆိုတော့ ချောက်လေးတစ်ခုဝယ်ပြီးပြီးဆိုရင်ရှမ်းကိုတည်ရမလားတယူတရနဲ့ကြိုက်ကြည့်ပြီးမှအဘာလုံးရင်ကောင်းမလဲအဲဘယ်ပုံစံလုံးရင်ကောင်းမလဲဆိုပြီးတော့မလေးအဲ့လိုမျိုးဆိုကျွန်မတို့ကချောက်ကြည့်ပြုံးလေးပါရှမ်းလာတဲ့ချောက်ကလေးပေါ့နော်ရှင်းလာတဲ့ကြောက်ကလေးဝင်လိုက်ပြီ ဒါလေးကဒီတိုင်းလိုချင်တဲ့သူရှိလဲရောင်းမှာပေါ့နော်လောလောဆယ်တော့မမင်းအပွင့်ထုတ်မယ်လို့စဉ်းစားထားပေမဲ့အပွင့်ရမထုတ်ဒီနေ့ကမှ stainless steel ရလဲဟိုမှာပြန်ရောင်းဟိုဖြစ်တဲ့ကလေးမလေးကလေးလေးရဲ့ဟိုညီမလေးကလေ order တင်ထားတာနဲ့အဲ့ဒါသူ့ order လေးတွေမမင်းထုတ်ပေးနေတာပါဒါ order လေးတွေထုတ်ပေးနေတာဒါလက်ပတ်လေးတွေ ကိုချစ်တဲ့အတွက်တောင်းမှတရားလက်ပတ်တွေမရိုက်ကြသေးဘူးဒီမှာလက်စွပ်တွေရောပဲသူကအဲ့ဒီ order တွေကသူတင်ထားတဲ့ဟာလေးတွေပဲရတော့မမင်တော့မှရောင်းစရာလက်စွပ်မရှိဘူးဒါမှအစ်စ်ရောက်တဲ့လက်စွပ်တွေမ order သမားတော့မပြေဘူးဖြစ်နေပစ္စည်းကရတာနဲနာသိရမလားဒိုးချင်းတဲ့ design နဲနာဘာဒီလိုတုံးတက်လက်စွပ်လေးဆိုတော့တစုံမရအဲ့ဒါသူက order ဆိုတော့သူ့ကိုပေးလိုက်ပြီဒီမှာဒီလက်ကောက်ကလေးတွေရောပဲ အော်ဒါအသေးရောက်တဲ့ဟာလေးတွေဆိုဒါလေးတွေဆိုတစ်ခုစီနှစ်ခုစီပဲရတော့ကဲအဲ့ဒီကညီမလေးကလည်းအလူရှိတယ်အဲ့ဒါလေးပေးပါဆိုလို့အာမြန်မြန်ပေးလိုက်ရလေဒါဆိုဒီဇိုင်းတက်လေးတွေအာလုံအာလုံနေနဲ့ဒါလေးကိုမောင်လေးကဝယ်ပြီးသွားပြီရဲ့ဆိုလာပြတာလာပြရဆိုအဲ့ဒါလေးပေါ့နော်စိတ်ဝင်စားလူရှိလို့ရှိရင်မမေကိုမေးလို့ရရင်တော့ဒါသုံးခဲကိုတရားနဲ့ရောင်းပါ ီခဲတိုင်းပြန်ဝင်မယ်ဆိုရင်တော့မင်းမင်းတရားရောင်းမယ်ကြည့်ချင်တယ်ဆိုရင်တော့မင်းရန်ကုန်ကပါနော်ပြီးတော့လေပြောဦးမယ်ပြောဦးမယ်မင်းမင်းလေရန်ကုန်ဘူကျောင်းဆန်စီဆိုတာတစ်ချိန်လုံးပြောတယ်နော်ဘာလို့မင်းမင်းကိုမန္တလေးရလို့ထင်တာမင်းနားမလဲမင်းမင်းကတစ်ချိန်လုံးရန်ကုန်ရန်ကုန်ရန်ကုန်လို့ပြောရင်နော်မင်းလိမ့်စာမှာလည်းရန်ကုန်မှာတချို့တွေကကြတော့မင်းမင်းကိုမန္တလေးရထင်နေတာမင်းမင်းတို့ကကြတော့မန္တလေးမှာရှိတဲ့ လိုမျိုးဒီကြောက်တရအဆုံရှိနေလို့ထင်တာလည်းဖြစ်မှာပေါ့နော်မင်းကမန်လေးရမဟုတ်ဘူးနော်မင်းရဲ့ရန်ကုန်ကပါရန်ကုန်ဘိုးကျုပ်ဈေးဘိုးကျုပ်အောင်ဆန်းဈေးကရန်ကုန်မြို့မှာပဲရှိပါရှင်နှစ်တရတတန်းရှိတဲ့ဘိုးကျုပ်ဈေးကြီးမှာပါဒါလေးကလိုချင်နေဆိုလို့ရှိရင်ဝယ်ချင်ရင်တော့မင်းကတရနဲ့ရောင်းမယ်သိန်းတရသိန်းတရနော်သိန်းထားတဲ့တရတော့လာမပေးနဲ့ခောက်မှာကြောက်ကြီးနဲ့ကိုခောက်လိုက်ပြီဒီလိုလေးလေလာသူကတော်တော်လေးတော့လှမင်းကတော့အရင်ကြည့်တယ်ပေါ့တော်တော်များ အရေးဟွာလေးနဲ့စားတော်တော်လေးအဆင်ပြေကြည်ရတယ်ကြောက်ကလေးရလေအော်ခဲတဲ့ဝဲမနေနဲ့ဒီမှာရော့တခါလေးဖြတ်ပြီးသားအရေးမြင်တာတန်းဝယ်လိုက်တန်းဝယ်ပြီးတန်းပြီးအလုပ်လုပ်လို့ရတယ်အပွင့်လွတ်တယ်လို့ခြင်းလဲမြွတ်ရှိရေနော်ကြောက်စင်းရတော့မပူနဲ့လာခဲ့ ကဲအားလုံးပဲကိုကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။နှစ်ဖြာသောဒုက္ခချမ်းသာများနဲ့ပြည့်စုံကြပါစေ။ဒီနေ့ဒီနေ့မမင်းစီကနေပြီးတော့အတန်ဆိုးနဲ့နှိပ်စက်သမျှတီးခံပြီးတယောက်ချင်းစီကိုလည်းမြင်ကျေးဇူးများတင်ပါတယ်လို့။ဒါလေးကြိုက်တယ်ဆိုလို့ရှိရင်0926213662ကနေ Viber နဲ့ဆက်သွယ်ပြီးတော့မှပုံတောင်းကြည့်နိုင်ပါတယ်ဗီဒီယိုလည်းတောင်းနိုင်ပါဒါပေမဲ့အဲ့ဒီဗီဒီယိုဖိုင်တွေကပြန်လဲကူးယူဖော်ပြခွင့်မရှိဘူးเนาะမင်းအားကြောင့်မင်းဗီဒီယိုဖိုင်လေးတွေမင်းနာမည်တွေထိုးထား ရဒီလိုလေးပါရှင်းလာတော်လေးပါကဲအဲဆိုတက်တာအလုံးမဲကိုစိတ်နေမြဲစက်မှချမ်းသာကြပါစေနော်ဒီကြောင်လေးကိုစိတ်ဝင်စားရဲဆိုရင်တော့မမြတရားနဲ့ရောက်ပါပါဒါလေးစိတ်ဝင်စားရဲဆိုရင်0926213669နဲ့ Viber နဲ့ဆက်သွယ်ပေးပါနောက်တစ်ခုကကြာကြည့်ကျင်နေဆိုအပြင်မှာရန်ကုန်ဘိုးကျောင်းအောင်ဆန်းစီမှာမင်းမင်းရှိပါတယ်ကြိုက်ပြချိန်ပြောပါဈေးပိတ်ချိန်နဲ့ဈေးအစိုးရဖွင့်ညာလွယ်နေကင်းဘက်တွေရှိပါတယ်နော်အဲကြိုက်လို့လာကြည့်လို့ရပါတယ် ဗီဒီယိုလေးတွေမင်းမရိုက်ထားတဲ့ဗီဒီယိုလေးတွေဒီကြောက်ဗီဒီယိုလေးတွေကကိုယူဖော်ပြကုန်မရှိပါဘူးเนาะကိုစိတ်နဲ့ပြန်ကြမ်းမှချမ်းသာကြပါစေတရားသိမ့်တရားเนาะအဲ့ဆိုတတအကယ်အားလုံးပဲတတပါရှင်